လေးစားချစ်ခင်ရသောမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ33ချိန်မြောက်စီးကိန်းအတွက်တော့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းယနေ့မနက်မင်္ဂလာတော်လေးစိတ်ကနေထိုင်းနိုင်ငံကိုစတင်ထွက်ခွာသွားပြီလည်းဖြစ်ပါတယ် ကစားရမယ့်ရက်ကလည်းအတော်လေးကိုနီးကပ်နေပါပြီ။လာမယ့်9ရက်နေ့မှာဆိုရင်ဖိလစ်ပိုင်အသင်းနဲ့စတင်ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။စီးကိန်းအတွက်လည်းအပိသက်ပမာဏလူစီးရင်26ဦးရွေးချယ်ခဲ့ပြီးတော့ရခင်ရွေးချယ်ထားခဲ့တဲ့ကစားသမားတွေကဤသက်ဖြူ၊နန်းဖြူဖြူတွေနဲ့ခင်မျိုးတန်တာထုံးတို့ကတော့အပိသက်ပမာဏစရင်ကနေခြံလက်ခံခဲ့ရပါတယ်။ညာတောင်မှမှစမ်းတော်တော်လေးမြင့်မှု ရုံးဝတီလိုင်းတို့ရှိနေတာကြောင့်ဤသက်ဖြူကခြံလက်ခံခဲ့ရတာဖြစ်နိုင်ပါတယ်။ ။နောက်တန်းမှာလည်းကောင်းကောင်းကစားနိုင်တဲ့ရွေးချယ်စရာကစားသမားတွေကများပြားနေတာကြောင့်နန်းဖြူဖြူသွင်းတဲ့ခေမျိုးတန်တာထွန်းတို့ခြံလက်ခံခဲ့ရတာကိုနားလည်ပေးရပါမယ်။ဒါ့ပေမဲ့တကယ်ကောင်းကြတဲ့ကစားသမားတွေပါဤသက်ဖြူဆိုရင်လေဂျပန်ခီးစဉ်လေးကျင်ပွဲစဉ်တွေမှာခြေစွမ်းပြသွင်းကိုတွေလည်းရယူပေးနိုင်ခဲ့ပါတယ်။အပိသက်ပမာဏစီးမှာတော့ဝင်းသိငီထွန်းတို့မေထက်လူတို့လိုမျိုးပြိသက်အားပေးထောက်ခံမှုများတဲ့ကစားသမားတွေပြန်လည်ပါဝင်လာပြီးတော့ စီးကိန်းမှာလည်းဘောလုံးအာဂဇာနီအပါဝင် အာဂဇာနီ36မျိုးကိုမြန်မာနိုင်ငံကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်သွားမယ်လို့သိရပါတယ်။စီးကိန်းပြိုင်ပွဲစတင်တဲ့အခါဘောလုံးအာဂဇာနီအပါဝင်အခြားသောစိတ်ဝင်စားစရာကောင်းတဲ့အာဂဇာသတင်းတွေကိုလည်းကျွန်တော် channel လေးကနေတင်ဆက်ပေးပါဦးမယ်။ကျွန်တော် channel လေးကို subscribe လုပ်ပေးကြောင်းမမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေဂျင့်ဖြောရှင်ပါစီခင်ဗျာ။